ငလျင်ဘေးတင်းတဲ့နေရာတွေမှာအိန္ဒိယကဲဆယ်ရဲ့အဖွဲ့အတွက်ဘာသာပြန်လုပ်ပြီးကွန်ကြီးပေးနေတဲ့12နှစ်အရွယ်နန်းဒေဝီအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကျွတ်ဆူလိုက်ပါတယ်မြန်မာနိုင်ငံမှာပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်သွားပြီးတဲ့အချိန်နိုင်ငံတကာကဲဆယ်ရဲ့အဖွဲ့တွေကလာရောက်ကွန်ကြီးပေးကြပါတယ်ကဲဆယ်ရဲ့ပြည်စီအစုံလင်နဲ့ရောက်ရှိလာကြပြီးလူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ပျော်ကြနေတဲ့တိုက်တွေကြားထဲမှာကွန်ကြီးနေကြတာပေါ့နိုင်ငံသားတွေကလာရောက်ကွန်ကြီးကြပေမဲ့လည်းမြန်မာလူမျိုးတွေနဲ့ဆက်သွယ်ပြောဆိုတဲ့အခါဘာသာစကားအခက်အခဲလေးတွေလည်းရှိနေတာပေါ့ ဒီလိုဘာသာစကားအခက်ခဲတွေကိုအဆင်ပြေသွားအောင်ဘာသာပြန်လုပ်ပေးနေသူကတော့အသက်7နှစ်ရွယ်သားရှိသေးတဲ့နန်းထေဝီဖြစ်ပါတယ်။နန်းထေဝီဟာအသက်7နှစ်ရွယ်သားရှိသေးပေမဲ့လည်းအင်္ဂလိပ်စကားကိုကျွမ်းကျင်ချင်းချင်းပြောတတ်တာပေါ့။ International School မှာတက်ရောက်လာခဲ့သူဖြစ်တာကြောင့်ဘာသာစကားမှာတော့အခက်ခဲမရှိနေခဲ့ပါဘူး။နန်းထေဝီရဲ့အဖိုးကစိန်ပန်းရက်ထဲမှာစက်မှုလက်မှုလုပ်ငန်းတွေကိုလုပ်ကန်နေတဲ့သူပေါ့။ပြောကြားနေတဲ့တိုက်တွေကိုရှင်းလင်းဖို့အတွက်စက်ပစ္စည်းအကြီးတွေလိုအပ်တာကြောင့်နန်းထေဝီရဲ့အဖိုးကငှားပေးလိုက်ပါတယ်။ နန်ဒဝီကအဖိုးနဲ့တူ Sky Villa ကိုလိုက်လာခဲ့ပြီးအိန္ဒိယကယ်ဆယ်ရေးအဖွဲ့ကဘာသာစကားအဆင်မပြေဖြစ်နေတာကိုတွေ့လိုက်ပါတယ်။အိန္ဒိယကယ်ဆယ်ရေးအဖွဲ့ပြောချင်တဲ့အရာတွေကိုမြန်မာလူမျိုးတွေကနားမလည်တာကြောင့်ချင်းအလန့်ကိုပဲတုံးပြီးပြောဆိုနေရတာပေါ့။အဲဒါကြောင့် ပြောချင်တဲ့အကြောင်းအရာတွေကိုထိထိရောက်ရောက်မပြောနိုင်ပဲနှောင့်နှေးချက်ကြနေပါတယ်။နန်ဒဝီဟာအိန္ဒိယကယ်ဆယ်ရေးအဖွဲ့နဲ့မြန်မာလူမျိုးတွေကြားထဲမှာကုညီတဲ့အနေနဲ့ဘာသာပြန်လုပ်ပေးလိုက်တာပေါ့။အိန္ဒိယကယ်ဆယ်ရေးအဖွဲ့ပြောချင်တဲ့အရာတွေကိုရှင်းရှင်းလင်းလင်းပြောပြနိုင်တာကြောင့်အဆင်ပြေသွားခဲ့ပါတယ်။ မြန်မာလူမျိုးတွေဘက်ကဖြစ်ချင်တဲ့ယာရီကိုလည်းနန်ဒေဝီကအင်္ဂလိပ်ဘာသာစကားကိုအသုံးပြုပြီးတေချာရှင်းပြနိုင်ပါသေးတယ်နန်ဒေဝီဟာအသက်၁၂နှစ်ရွယ်သားရှိသေးပေမဲ့လည်းတတိကောင်းသူတစ်ယောက်ဖြစ်ပြီးနိုင်ငံသားတွေနဲ့လည်းဆက်သွယ်ပြောဆိုနိုင်သူဖြစ်ပါတယ်။တချို့ကလေးတွေကနိုင်ငံသားတွေနဲ့စကားပြောရမှာကိုကြောက်နေပေမဲ့လည်းသူ့ရဲ့မိဘတွေကတော့ယုံကြည်မှုရှိအောင်ပြောထောင်ပေးထားတာပါ။ ်အတငယ်တိပိမဲ့လဲယုံကြည်မှုအဖြစ်ရှိသူဖြစ်လို့ဘာသာစကားအနေနဲ့လည်းမခက်ခဲတော့ပါဘူးငလျင်ဘေးမှာနန်းထဝီကမိသားစုနဲ့အတူအလှတန်းနေလဲလုံနေပါတယ်တဖက်မှာလည်းသူတက်မြောက်ထားတဲ့အင်္ဂလိပ်ဘာသာစကားနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာကူညီနေတာပေါ့နန်းထဝီဟာဘာသာပြန်အဖြစ်ကူညီပေးတာကြောင့်မြန်မာနဲ့အိန္ဒိယတွေကြားထဲမှာပြောချင်တဲ့အချက်တွေကိုလှည့်လည်မြန်မြန်တီးခွင့်ရပြီးအလုပ်လည်းပိုတွင်သွားခဲ့ရပါတယ်နန်းထဝီတို့မိသားစုကအရင်ကတည်းကဆက်ပြေးစည်းဝေးကိုလောက်ကန်လာခဲ့တာကြောင့်ထိခိုက်မှာကိုလည်းမကြောက်ကြပါဘူး ဘေးနားမှာအဖိုးကလည်းအများနဲ့လိုက်ပါဘင်းနေပြီးသူရဲ့စေတနာကတော့အလင်းအမြန်ကယ်တင်ဖို့အတွက်လိုအပ်သူတွေကိုရှင်သန်ခွင့်ရစေချင်တာပေါ့ဒီလိုအချိန်တွေမှာတမနစ်ကလည်းအရန်တန်ဖိုးရှိတာကြောင့်လှလင်းမြမြန်ရှောက်ဖွေးနိုင်လေအသက်များစွာကိုပို့ပြီးကယ်တင်နိုင်လေဖြစ်မှာပေါ့နန်းထေဝီဟာတာမန်ဖနက်ကိုစီပြီးအစာဦးတွေကြားထဲမှာရှောက်သွားနေတာကြောင့်သူ့ကိုစိတ်ပူနေကြပါတယ်နန်းတဲ့ဝီကနေပူကြီးထဲမှာဘာသာပြပေးနေရပေမဲ့လည်းပင်မနဲ့လို့မထင်ပဲသူတက်နိုင်တဲ့နည်းနဲ့ကိုညီခွင့်ရတာကိုပဲဝမ်းသာနေပါတယ်။ အသက်ဆန်းနေရွယ်သားရှိသေးပေမယ့်တနိုင်တဲ့ဘက်ကနေကိုကြီးပေးနေတဲ့အပြင်နိုင်ငံသားသားတွေကြားထဲမှာဘာသာပြန်လုပ်နိုင်တာကြောင့်သူကိုချီးကျူးနေကြပါတယ်။ငလျင်ဘေးမှာလုံအားဌာနဖြစ်ကိုကြီးနေကြသူတွေလည်းရှိသလိုနန်းထေဝီတို့လိုတမျောက်ထားတဲ့ရာကွက်အသုံးချပြီးတပတ်တလန်းကကိုကြီးနေကြတဲ့သူတွေလည်းရှိပါတယ်။ အတန်းငယ်ပေမဲ့လည်းရေချင်းပြေဝရှိပြီးအိန္ဒိယကယ်ဆယ်ရေးအဖွဲ့ရဲ့ဈာရဲမှာယုံကြည်မှုရှိရှိဘာသာပြန်ပေးနေတဲ့နန်ဒေဝီရဲ့ပေါင်းပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အလုံးကကျေးဇူးတင်ပါတယ်အချောင်းမျိုးမျိုးချောက်ကွယ်လွန်သွားခဲ့ရတဲ့သူတွေလည်းကောင်းရာပုံပွားရရှိစေကြောင်းနဲ့ကိုကြီးကယ်ဆယ်ထောက်ပံ့သူတွေကိုလည်းကျေးဇူးအထူးတင်ကြောင်းပြောကြားရင်းနဲ့အလုံးမဲ့နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ